တာရတဲ့အနေဖြစ်ကြပါစေလို့အားလုံးကိုနေဦးမယ် channel ကနေမှထပ်ပြန်လေးပြီးကြိုဆိုပါရစေ။ဒီနေ့ပတ်ထမအဥဆုံးအနေနဲ့ကျွန်တော်ဗီဒီယိုတစ်ပုဒ်ကိုရင်နာထောင်ကြည့်ရအောင်နော်။လက်နက်ကိုင်းပေါင်းညာသူအဖွဲ့များရဲ့ယာယီပြစ်ခတ်တိုက်ခိုက်မှုရစဲရေးအပေါ်ချိုးဖောက်ခဲ့တဲ့ဖြစ်စဉ်များကိုကျွန်တော်ပြောချင်ပါတယ်။ KIA အနေနဲ့ဒါဧပြီလ3ရက်နေ့ညနေ4:20မှာဗမာမာရှိတဲ့တပ်ဌာနချုပ်နှစ်ခုကို80မီလီမီတာစိန်ပြောင်းနဲ့ခုနှစ်လုံးပြစ်ခတ်ခဲ့ပါတယ် ဧပြီလ၄ရက်နေ့မနေ့၁၀နာရီခွဲမှာလဲဗမော်တက္ကသိုလ်နားလီမှာ လုံခြုံရေးနေရာယူထားတဲ့နေရာကို KNY အဖွဲ့ကလူဝင်အား30လောက်နဲ့တစ်စိမ်၊နောက်လူဝင်အား50လောက်နဲ့တစ်ချိန်လာရောက်ပစ်ခတ်ခဲ့တာတွေ့ရပါတယ်။တောင်ခမ်းမှာလုံခြုံရေးဆောင်ရွက်နေတဲ့တပ်မတော်လုံခြုံရေးစခန်းကို TNL နဲ့ PDF အကြမ်းဖက်တောင်းချမ်းသူ45ဦးလောက်ကလာရောက်ပစ်ခတ်တာရှိပါတယ်။ KNPB အဖွဲ့အနေနဲ့လည်းဖားဆောင်မှာရှိတဲ့တပ်ဌာနချုပ်ကိုလာရောက်ပစ်ခတ်တာရှိပါတယ်။ အေဖွဲ့အနေနဲ့ကတော့ဒါ ARD တိုင်းဘက်လုံခြုံရေးနေရာယူထားတဲ့နေရာတွေကို လာရောက်ပစ်ခတ်ခဲ့တာတွေ့ရပါတယ်။ဧပြီလ၄ရက်နေ့မနေ့၃နာရီခွဲအချိန်မှာမကွေးတိုင်းစင်မြကျွန်းမြို့နယ်ရဲ့အနောက်မြောက်ဘက်မှာရှိတဲ့တပ်မတော်ရဲ့လုံခြုံရေးစခန်းနေရာတစ်ခုကို PDF အမိခံအကြမ်းဖက်အဖွဲ့တွေက drone နဲ့၅ချိန် drone ဘုံချခဲ့ကြအောင်တွေ့ရပါတယ်။ KNL KNU အဖွဲ့အနေနဲ့လည်းဂရိုင်းတိလုံခြုံရေးစခန်းကိုလာရောက်ပစ်ခတ်ခဲ့တာတွေ့ရပါတယ်။ ဆိုတော့အခုဒီဗီဒီယိုထဲမှာကျွန်တော်အားလုံးကြားရတဲ့အတိုင်းပဲစစ်ခွေးတွေဘက်ကနေတော့ match လ28ရက်နေ့မှာဖြစ်ပျက်ခဲ့တဲ့ငလင်းဒန်မှာခန်းစားရတဲ့ပြည်သူလူထုတွေနဲ့ အဲတန်တူထောင်ရဲကိုအချိန်အဟုန်မြင့်စွာလုပ်မယ်ဆိုပြီးမှအပရလ၂ရက်နေ့ကနေမှအပရလ၂၂ရက်နေ့ထိယာယီအပြစ်ခတ်ရက်စဲခြင်းကိုလုပ်မယ်လို့ပြောတယ်။ငလင်လုတ်ပြီး၆ရက်နေ့မှမှသူတို့ကဒီယာယီအပြစ်ခတ်ကိုလုပ်ခဲ့တယ်။ငလင်ပြစ်တဲ့အချိန်မှလည်းသူတို့ပြစ်ခတ်ခြင်းကိုမနာခဲ့တယ်လို့သူတို့စာထုတ်ခဲ့တဲ့၂ရက်နေ့တုန်းကလည်းပဲ အပြစ်ခတ်ကိုဆက်လုပ်ခဲ့တယ်။ကျွတ်ရဲ့တည်င်းကိုဆက်တိုက်နားထောင်တဲ့သူတော့တိလိမ့်မယ်။နေရနေတုန်းကလည်းပဲသူတို့ဒီစာထုတ်ပြီးတဲ့နောက်ပိုင်းမှာအာကျွတ်တို့ကချင်ပြည်နယ်ဝိုင်းမော်နဲ့လမြောင်ကြားမှာအလေရင်ဘုံကျဲခဲ့တယ်။နေရနေမှာပဲဗမော်ကိုဘုံကျဲခဲ့တယ်။ပြီးလို့ရှိရင်ဒီဝါရစုမှာဘုံကျဲခဲ့တယ်။နေရနေမှာကျွတ်တို့ကချင်ပြည်နယ်မှာဘုံအလုံးရင်90ပြစ်ခဲ့တယ်။ ဝါရစုမှာဆိုလို့ရှိရင်ဘုံကျဲတာမကဘူးပြည်သူတီတောင်မရှိတော့ဘူးအကုံထွက်ပြေးသွားပြီတအိမ်ဝင်တအိမ်ထွက်နဲ့နင်းတို့မီးရှို့ခဲ့တယ်ဆိုတော့အခုဒီမှာငမင်းကဘာပြောခဲ့တလေဆိုတော့ April 3ရက်နေ့ညနေပိုင်း6:20မှာကျတော့ KIAD ကတော့သူတို့ရဲ့စစ်ဌာနချုပ်ကို80နှစ် mm ရှိတဲ့စိန်ပြောင်းနဲ့ခုနှလုံးပစ်ခဲ့တယ်လို့ပြောတယ်ပြီးလို့ရှိရင်အဲ့နေ့မှာပဲဒီဗမော်တက္ကတိုလ်ကိုလည်းပဲတခါကလူ30နဲ့တခါကစစ်သားဦး90နဲ့ချခဲ့တယ်လို့ပြောတယ်ဒါက3ရက်နဲ့6နာရီ20 April 3ရက်နဲ့မနက်အစောကြီးမှာဗမော်ကိုဘုံကျဲခဲ့တယ်ဆိုတော့ဘဒူအရင်ဘုံကျဲခဲ့တယ်လေဆိုတာတော့နင်တို့ခွေးတွေတိဖို့လိုတယ်အခုကနင်တို့ကငိုရို့ကိုလေ ဒေါ်ရမဖြစ်ဖြစ်အောင်ကိုဆွနေတာနေရက်နဲ့မှနင်းတို့ခွေးတွေစာထုတ်လိုက်တယ်နင်းတို့စာထုတ်လိုက်ပြီးတော့ကျတို့ KIO ကလည်းစာထုတ်ခဲ့တယ်အဲ့ထက်မှပါပြပါလာဒီနင်းတို့ခွေးတွေထုတ်ခဲ့တဲ့အပိုက်ငယ်လေးဥစ္စာကိုငါတို့တော်လန်ရဲတွေပဲလိုက်ချောက်ရမှာမဟုတ်ဘူးနင်းတို့ခွေးတွေလည်းလိုက်ရမယ်လို့ကျတို့ KIO ကနေမှအတိအလင်းလုပ်ခဲ့တယ်ဘာကြောင့်လဲဆိုတော့နင်းတို့ရဲ့ကလင်ကကြင်ညာတွေကိုငါတို့ KIA တွေတိလို့ဖြစ်တယ် ဒါစခွေးတွေရာရီပြည့်ရက်ဆဲချင်းကိုလုံမဲဆိုပြီးမှထုတ်လိုက်တဲ့နေ့မှာကျမဗာပြောလာသူတို့ရဲ့နောက်ဆုံးစာမှာရေးထားတဲ့စာကတကယ်လို့များအပေါ်ကအချက်တွေကိုမလိုက်လျှောက်ဘူးဆိုလို့ရှိရင်စခွေးတွေဘက်ကနေမှငရုပစ်တယ်ဆိုတာကနင်းတော့အရင်ပစ်လို့ငရုပစ်ပါတယ်ဆိုတော့စကလုံးကိုဖာထဲဖို့ရန်အတွက်ဒီစာချောင်းထည့်ခဲ့တယ်လို့ကျမပြောခဲ့တယ်လို့ပဲအခု TNLA နဲ့ PDF တွေလည်းတောင်းခံမှာပြစ်ခတ်တယ်လို့ပြောတယ် ကန်ပီပီဒီလည်းပဲဖတ်ဆောင်မှာရှိတဲ့စစ်ခွေးတွေရဲ့ဌာနချုပ်ကိုပြစ်ခတ်တယ်လို့သူတရင်ထဲမှာထုတ်ဖော်ပြထားတယ်။ပြီးလို့ရှိရင် AAD လည်းဒီ AWD တိုင်းမှာရှိတဲ့စစ်ခွေးတွေရဲ့စခန်းတွေကိုပြစ်ခတ်တယ်လို့ပြောတယ်။ခဏတော့ကဥစ္စာက April 3ရက်နဲ့နော် April 4ရက်နဲ့မှာလဲ KNUD အဖွဲ့တွေကနေမှာလဲစစ်ခွေးစခန်းတွေကိုတိုက်ခိုက်တယ်လို့ပြောတယ်။ဆိုတော့အခုသူတို့ပြောထားတဲ့ MNDAA ကလွဲရင်ကြမ်းတဲ့တိုင်းရင်သားလက်နက်ကင်အားလုံးဟာဒီနေ့အပြစ်ခရက်ဆဲမယ်လို့ပြောပြီးမှချိုးဖောက်တယ်ဆိုပြီးမှအခုသူဆွဲတာဖြစ်တယ်။ဒီအပြစ်ခရက်ဆဲတဲ့ကိစ္စနဲ့ပတ်သက်ပြီးထုတ်တဲ့နေ့ကနေမှပြောလာခဲ့တဲ့စကားကတော့ဒီနေ့မသေးခင်မြီးမရှို့ခင်ကတည်းကမြီးတွေးကဖြစ်နေတဲ့ငမဲလုံးကနေထွက်လာပြီနော်အားကြောင့်မဘက်ခွေးကကလိန်ကကြစ်ခွေးကျင်ခွေးကျန်အလုံးလုံးမှာဖြစ်တဲ့အတွက်ကြောင့်သူ ဘန်တော့မတော်ခင်ဒီစာကိုရေးခဲ့တယ်လို့ကျွန်ပြောခဲ့တယ်လူမှာဂတိလို့ပဲပြောတယ်ခွေးမှာဂတိဆိုတဲ့စကားလုံးလုံးဝမရှိဘူးဒါကြောင့်ခွေးကျင်ခွေးကြံမစော်မဲလုံးဝဒီစကားပြောခဲ့တယ်လူမှာပဲဂတိရှိတာခွေးမှာဂတိမရှိဘူးဒါကြောင့်ဒီလိုမျိုးစာထုတ်တာလဲခွေးကျင်ခွေးကြံနဲ့ပဲထုတ်ခဲ့တယ်ကျတော့ KIA တွေဟာနင်တို့ခွေးတွေရအကျင့်ကိုနောကျင်နေခဲ့ပြီဖြစ်တဲ့အတွက်ကြောင့် နဲ့တော့ကိုကြက်ကြက်တတိထားခဲ့တယ်ပြီးလို့ရှင်လဲအခုစာကလေးကောင်းကလည်းဗာပြောလဲဆိုတော့ရရပစ်ခတ်ရဆဲတဲ့ဥစ္စာကိုစစ်သွေးကြွတွေဘက်ကနေမှလှုပ်ရှားမှုတွေလှုပ်လာတဲ့အတွက်ကြောင့်မို့စစ်ခွေးတွေဘက်ကနေမှထိရောက်စွာတုံ့ပြန်တယ်လို့ပြောတယ်နော် အခုအနင်းတို့စစ်ခွေးဟာလက်သဆုပ်ပဲရှိတယ်လက်နဲ့အားကိုပြီးတော့ဒီနဲ့ကျွားတို့ပြီးသူဒီကိုနှိပ်ဆက်နေတယ်ဆိုတာကတော့နင်းတို့ကိုနင်းတို့တိလိမ့်မယ်ကြက်ကြက်တိတိထားကြပါလို့ပဲကျွားပြောချင်တယ်ဒီနဲ့ကျွားတို့တော်လန်ရဲတွေကနင်းတို့ရဲ့အုံပြံမှုမတုံပြံမှုကိုငိုရုတ်ယူဆိုင်နေမှာမဟုတ်ဘူးနော်ဆိုတော့ခွေးချပုကနေမှရရဲ့ပစ်ခတ်ရစေကိုယူတာကထိုင်းကိုသွားဖို့လည်းအများကြီးဖြစ်တယ်လို့ကြွပြောခဲ့တယ်နော်ဆိုတော့ထိုင်းကိုသွားလိုက်ပြီထိုင်းနေဖိတ်ခေါ်တာလည်းပဲခုမင်းတို့က ထိုင်ဝန်ကြီးကနေမှသူနဲ့စကားပြောမှဖိတ်ခေါ်ခဲ့တဲ့အတွက်ကြောင့်လူဖြစ်တဲ့သူတွေကဂတိတည်ဖို့ရန်အတွက်ကိုယ့်ရဲ့စကားကိုလိုက်လျှောက်ရတယ်ဆိုတော့သူတို့ကတခါခေါ်ပြီးသားဖြစ်တဲ့အတွက်ကြောင့်ခွေးကျဘူးကိုခေါ်လိုက်တာဒီနေရာကိုသွားလို့ခွေးကျဘူးရဲ့အကြံဉာဏ်ဘာမှယူဆံမလို့ဘူးဘာကြောင့်လဲဆိုတော့ကနေလေပေမမီတော့မမီအုံနောက်လေပေမမီတော့မမီသူ့လိုမျိုးဒီလိုမျိုးအာနာသိမ့်ပြီးတဲ့နောက်ပိုင်းမှာဘုသူ့ရဲ့အင်တာတလုံးကိုမှမထိန်ချုပ်နိုင်ခဲ့တဲ့ ခွေးတကောင်ကိုဘသူကများသူ့ကိုအကြံဉာဏ်ပေးဖို့သူ့စီကသူများမျောလင့်လို့မဟုတ်ဘူးဂတိတီဖို့ရတဲ့သူ့ကိုခေါ်ခဲ့တယ်ဟုတ်ပြီသူသွားတယ်အခုထွက်လာခဲ့တဲ့ဘေဒရင်စာမဆိုဒရင်စာရဲ့ထဲမှာခွေးကနေမှဘာဟောင်သွားတယ်ဆိုတာတခုမှမပါဘူးအိန္ဒိယဝဂျီကနေမှသူ့ကိုအားလုံးပါဝင်တဲ့ငြိမ်းချမ်းရေးစကားပြောဖို့ရတဲ့ဆိုပြီးမှသူ့ကိုပြောတယ်ပြီးလို့ရှိရင် နိုင်ငံတကာလက်ခံနိုင်တဲ့အားလုံးပါဝင်နိုင်တဲ့ရွေးကောက်ပွဲကိုလှုပ်ဖို့ရတဲ့သူ့ကိုပြောခဲ့တယ်။ပြီးလို့ရှင်တဲ့သူ့ကိုဒီအိန္ဒိယဝန်ကြီးသူ့ကိုစကားပြောထားတဲ့အခါမှာယာယီတမဒလို့လည်းတုံးမနှုံသွားဘူး။အစိုးရတကောင်အနေနဲ့သူ့ကိုတုံးနှုံသွားဘူး။သူ့ကိုတုံးနှုံသွားတာကစစ်ကနေမှခွေးတကောင်လို့သူ့ကိုစကားပြောထားတာရှိတယ်။ပြီးလို့ရှင်တဲ့ဒီချားပြန်ကိစ္စနဲ့ပတ်သက်ပြီးတော့လည်းမင်းအောင်လိုက်နေရတော့အရန်ကောင်းလို့ဆိုပြီးမှသူ့ကိုချီးကျူးထားတာမဟုတ်ဘူး။နင်တို့မြန်မာပြည်ကဒီလိုမျိုးပါဝင်ခဲ့တဲ့အတွက်ကြောင့်မို့ဆိုပြီးမှ ညင်ညွန်းသွားတာသူ့ရဲ့လုံရဲ့လုံဇက်ကိုအားလုံးကျွမ်းပြီးသားဖြစ်တယ်ဆိုတော့အခုဘလို့ရှက်ဆရာကောင်းတယ်လဲသူများကကိုကိုကြီးလူရမသွေးနဲ့အပြင်တပိတ်မောက်တယ်တပိတ်မောက်တော့တယုံယုံဖြစ်ပြီးပြီးရလွတ်တော်အမတ်ကလည်းဝင်းကြီးတွေနင်းတို့ဒီလိုမျိုးလူကိုခေါ်တဲ့အတွက်ကြောင့်နင်းတို့ကောင်းကောင်းလေးအားလုံးနားလေအောင်ရှင်းပြရမယ်လို့ဒီလောက်အထိဖြစ်လာပြီအခုဒီလိုမျိုးခွေးကျဘူးကနေမှသွားတယ်ဘူတန်ဝင်းကြီးကလည်းသူ့ရဲ့ Facebook ထဲမှာဒီခွေးတကောင်နဲ့တွေ့ခဲ့တဲ့အတွက်ကြောင့် ဆိုတဲ့စကားတွေသူရေးတင်လိုက်တဲ့အခါမှာအခုကျမနဘေးနားမှာတွေ့တယ်နော် 11.7k တောင်သူ့ကို comment လုပ်ထားတယ်။ဒါကြောင့်သူကဖြုတ်ချလိုက်တယ်။ဒါကိုခွေးလိုပြီးတကောင်ကဘာဟောင်ထားတယ်လဲနားထောင်ကြည့်ရအောင်နော်။အခုတောင်ဝန်ကြီးချုပ်ကအဲ့ဒီတပ်ပုံကိုဖြုတ်ချလိုက်ရတယ်။နိုင်ငံတကာကမလို့လားလို့ပဲဘူတန်ဝန်ကြီးချုပ်ကဒီတပ်ပုံကိုဖြုတ်ချရတယ်။အဲ့ဒါကနှီးသိမ်းနေရဲ့လောက်ကြံလီစေမှုဖြုတ်ချလိုက်ရတဲ့အနေအထားရှိတယ်။အဲ့တော့နှီးသိမ်းနေကပြည်တွင်းမှာသာရိုင်းစမ်းယုံမကောက် နိုင်ငံတကာကိုပါလှည့်ပြီးတော့ဂျိုင်းဆိုင်နေကျတော့နီပိန်ဒီကနေမှရေးလိုက်တဲ့အတွက်ကြောင့်ဝင်ဂျူးကနေမှတော့သူကဒီ Facebook ကနေသားကိုဟိုဖျက်ချလိုက်တယ်လို့ပြောတယ်ဆိုတော့ဒီနေ့စစ်ခွေးနဲ့ပနာတဲ့သူတိုင်းကတော့ခံရမှာဖြစ်တယ်เนาะအခုဒီဘူတန်ကလည်းသူ့ဖန်တဲ့သူကတော့အော်ခွေးကိုခွေးတကောင်ကို တွေ့လို့ဝမ်းသာတာတော့မဟုတ်တော့ဘူးဒါပေမဲ့ဘာပဲဖြစ်ဖြစ်ဆိုပြီးမှသူ့ကိုတွေ့ရလို့ဒီလောက်ရိုင်းဆိုင်တဲ့ခွေးဒီလောက်အထိပြီးသူလူတို့ဒီကိုမငဲ့မညာပဲနဲ့ပြီးသူဒီဒုက္ခရောက်နေတဲ့ဂျားထဲမှာဒီလောက်ကဘုံကျဲတာတွေဒီလောက်လုတ်ခဲတဲ့လူမဆန်တဲ့ခွေးကိုငါတွေ့ခဲ့ပါလားဆိုတဲ့ပုံစံနဲ့သူ့ကိုဒီလိုမျိုးရိုင်းဆိုင်တဲ့ခွေးတကောင်ကိုမြင်လိုက်တဲ့အတွက်ကြောင့်သူကအာစတင်လိုက်တာနော်လူတယောက်ကိုတွေ့လိုက်လို့ဝမ်းသာတဲ့ပုံစံနဲ့သူ့ကိုရဲလိုက်တာမဟုတ်ဘူး ခွေးတကောင်လို့သူ့ကိုရဲလိုက်တာဒါပဲနော်ဆိုတော့အခုခွေးချဖို့ကနေမှဘန်ကောက်အစည်းအဝေးကိုသွားတဲ့အခါမှာသူ့မှာခံရတဲ့အကျိုးကျေးဇူးပေါ့နော်တစ်ကတော့ဒီလောက်ကြီးရွေးကောက်ပွဲလုပ်ချင်တယ်ဆိုလို့ရှင်တကဘာလုံးနိုင်ငံတကာလက်ခံနိုင်တဲ့အဆင့်ရှိတဲ့ရွေးကောက်ပွဲကိုလုပ်ပါအားလုံးပါဝင်ပြီးမှဆွေးနွေးချင်းငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ဆွေးနွေးချင်းကိုလုပ်ပါလို့သူ့သူ့ကိုပြောလိုက်တယ်ဒုတိယအနေနဲ့ကတော့နော် တတအလုံးရိုဟင်ဂျာဆိုတာတောင်လက်မခံတဲ့သူကအခုရိုဟင်ဂျာတွေကို ပြန်ပြင်းမှအာလက်ခံဖို့ဆိုပြင်းမှဘင်္ဂလားဒေ့ရှ်တွေပြောတဲ့အခါမှာသူလက်ခံလိုက်ရတယ်ဒါတွေကတော့ဘန်ကောက်စီးပွဲကိုသွားတာသူ့ကိုများလူနေရာမှာထိုင်ခိုင်းမယ်လို့ထင်နေတာ ဟုတ်ဘူးအားလုံးကနင့်တာတွေလုတ်တင်နေလို့ပဲပြောတယ်အခုဒီငလျင်ကြောင့်ကူညီမေဆိုတာကတော့နော်သူဟောင်းချင်တယ်မဟောင်းချင်တယ်အားလုံးကတော့ကူညီပြီးသားဖြစ်တယ်အရင်တော့ကကြွတဲ့တင်းထဲမှာပြောခဲ့တယ်လို့ပဲနိုင်ငံတကာကကူညီတာဟာဒီခွေးကြဖို့ကိုလက်ခံလို့ကူညီတာမဟုတ်ဘူးဆိုတော့ကျွန်တော်သိရမှာဖြစ်တယ်အခုဒီအထဲမှာကူညီဖို့ကပြည်သူတွေကိုလူသားချင်းစာနာတဲ့စိတ်ဓာတ်နဲ့နိုင်ငံတကာကလူတွေကူညီတာခွေးကြဖို့တွေကိုထောက်ခံလို့မဟုတ်တလို့ဒါဟာ ခွေးစာနာခြင်းအနေနဲ့ထောက်ပံ့တဲ့ပတ်စံတွေမဟုတ်ဘူးလူသားချင်းစာနာတာမြန်မာနိုင်ငံမှာရှိတဲ့လူသားတွေကိုနိုင်ငံတကာမှာရှိတဲ့လူသားတွေကစာနာတာမြန်မာနိုင်ငံမှာရှိတဲ့ခွေးယူခွေးတွေကိုမြန်မာနိုင်ငံတကာကလူတွေကစာနာလို့ထောက်ပံ့တာမဟုတ်ဘူးဆိုတော့အခု2021 2021 February လတုန်းကသူအုပ်ချုပ်လို့ရှိရင်အဆင်ပြေမယ်လို့ထင်လို့အသက်ကြီးတဲ့မဟုတ်ဆုံးမအဖွားကြီးကိုထောင်းတဲ့ပို့လိုက်တယ် ပြီးသူတို့ချစ်မှန်းသိတော့နှိပ်စက်ပြတယ်ထောင်ထဲမှာပဲသူ့ကိုထားခဲ့တယ်လက်နဲ့တင်နဲ့ပြစ်ခတ်လို့ရှိရင်အဆင်ပြေမယ်လို့သူထင်ခဲ့တယ်ဒါကြောင့်မို့အယက်တာပေမမြင်တော့မမြင်တာမဟုတ်ဘူးအုံနောက်လည်းပေမမြင်တော့မမြင်ဖြစ်တဲ့အတွက်ကြောင့်ဘာမှသူကြိုးမှမမြင်နိုင်ဘူးအခုသူအုပ်ချုပ်ခဲ့တဲ့ခါမှာအခုမြန်မာနိုင်ငံတနိုင်ငံလုံးမှာစစ်ဘေးတန်ကိုပြည်သူတွေခါးသီးစွာခံရတယ်အိတ်ကောင်းချင်းမအိတ်ရစားကောင်းချင်းမစားရကိုယ့်ရဲ့ချမ်းသာမှုနဲ့ကိုယ့်ဒုက္ခတောင်ဖြစ်နေတဲ့နိုင်ငံ ရေဘဲတန်ခံခဲ့ရပြီးပြီမုံတိုင်းတန်ခံခဲ့ရပြီးပြီအခုငလျင်တန်ခံရတယ်အခုငလျင်တန်ခံရတဲ့အချိန်မှာတောင်းဘုံကျဲတိုက်ခိုက်ခဲ့တယ်အခုမနေ့ကတော့နေပြင်းမုံတိုင်းတန်ခံခဲ့ရတယ်ဆိုတော့ဒီလိုမျိုးဒုက္ခဒဏ်တွေအများကြီးခံစားရတဲ့ဒါတွေမကဘူးအခုဘာတန်ခံစားရတယ်လဲဆိုတော့ကျွန်တော်ဗီဒီယိုတော်တော်လေးနားထောင်ကြည့်အောင်နော် နေပြည်တော်ဝန်ထမ်းလိုင်းကန်းတွေလည်းဘဝတွေပျက်စီးနေပြီးအသက်ပေါင်းများစွာလည်းဆုံးရှုံးသွားပြီးဒီအပေါ်မှာလူတွေကမတရားလုပ်နေကြပါတယ်ရှင်ကဲတော်မူကြပါအောင်ဘာကြောင့်လဲလို့မေးပါမိသွေးအိတ်တအိတ်ကို2000နဲ့2000နဲ့ဘယ်နဲ့လောက်ကြမှာတော့လို့မတရားတွေလုပ်နေကြတယ်နော်နေပြည်တော်ဆိုတဲ့နေရာကဝန်ထမ်းတွေပဲနေတာဝန်ထမ်းတွေဆိုတာလစာတစ်ခုနဲ့ပဲသူတို့ဘဝတွေကရပ်တည်နေကြတာ လာစားကပြတ်တုံးလက်ဆုံ23ဆိုတဲ့အတိုင်းမှာ23တော့မခောက်လာဝက်နဲ့ကိုပြတ်သွားကြတယ်ပြတ်သွားတဲ့ပုံမှာချီးကြတယ်ငှားကြတယ်ပြီးလာကုန်လို့ရှိရင်ပြန်ဆက်ကြတယ်ပိုတဲ့ပတ်စံလေးတွေစောက်ကင်ထားကြတယ်ဆန်ဟုံအကျွေးယူကစီပေးတဲ့ချိန်ချင်းစီကိုပြေးပြီးတန်းစီကစီပတ်စံမရှိလို့ရှိရင်ဟိုလူချီးပါအောင်ဒီလူငှားပါအောင်နဲ့ငှားနေရတဲ့ဘဝအခုဒါကတော့နေပြည်တော်ကအဖွားကြီးတွေရဲ့အုံငိုတန်းနားထောင်လို့ကောင်းလိုက်တာเนาะ ဘာကြောင့်လို့နားထောင်လို့ကောင်းတယ်လေဆိုတော့ခွေးဘောမတွေအော်တဲ့တာမို့လို့ဘောမလော်ဘီတွေကဘာအော်ပေးတယ်လဲစစ်မှုထားနေဆိုလို့ရှိရင်မြေသားစုကိုလည်းတာဝန်ယူတယ်ပတ်စံတွေလည်းကောင်းကောင်းလုံလုံလောက်လောက်ပေးတယ်စာဝတ်နေရဲ့အဆင်ပြေတယ်ဘဝမှာတည်သွားရင်တောင်မှအမခံချက်ရှိတယ်လို့ပြောတယ်သူတို့အခုနေစဉ်တလမှာရက်30ပဲရှိတာတောင်ရက်30မှာစားဖို့လုံလုံလောက်လောက်မပေးနိုင်တာကိုတည်ရင်ဘဝအမခံချက်ရှိတယ်တဲ့ တေးရီတေးပြီးတဲ့နောက်ပိုင်းမှာဘဝအမခံချက်မပြောနဲ့အခုလောလောဆယ်ဆယ်မသေးခင်မှာစားရဖို့အရေးကပိုအရေးကြီးတယ်တလားစားပေးထားတာ15ရက်နဲ့တောင်ကုန်သွားတယ်တဲ့ဆန်ဒီတောင်းစားရတယ်တဲ့ဆိုတော့နင့်တို့ကတရောင်းစားနဲ့ပါကွာတယ်အခုခွေးချဘူးကတော့နော်ဖုန်းနဲ့ဆက်ပြီးမှလူကိုယ်တိုင်သွားပြီးမှဒရောင်းစားလုပ်တယ်အခုနေပြည်တော်မှာအမှုထမ်းတဲ့လူတွေကပါဇက်နဲ့ဒရောင်းစားလုပ်တယ်အခုနင်းတို့ဒီအားလုံးဒရောင်းစားတွေပဲเนาะခွက်ခောက်စားတယ် ခွဲကောက်လို့မရလို့ရှိရင်စာကနေမှအမိန်ထုတ်ပြန်ပြီးမှခုဒီစက်မှုစုံတွေမှာလည်းเนาะစက်မှုစုံတစ်ခုကိုပတ်စံဘလောက်ပေးရမယ်ဆိုပြီးမှစာထုတ်ထားတယ်။နင်းတို့ကအာနာနဲ့တနက်ပြောင်းဝတွေနဲ့နင်းတို့တရောင်းစာလုပ်တယ်မရှက်ဘူးလားအခုငတ်နေကြပြီ CDMD စီးရဲတယ်ဆိုပြီးမှဘောမတွေပြောတယ်အခု CDM ပြောနေအခု non CDMD တလားစာထုတ်ပေးတာတော့35ရက်နဲ့မလောက်ဘူးတဲ့เนาะပြီးလို့ရှိရင်အခုဒီလိုမျိုးဒုက္ခရောက်နေတဲ့ ခွေးတွေတာမကဘူးအခုကျမနဘဲနားမှာတင်ထားတယ်နော်ကျော်စိုးဦးဘာပြောတယ်လဲအခုနေပြည်တော်မှာမြင်းဆက်တွေရဲဆက်တွေအကုန်တခိုးခိုးနေကြတယ်တခိုးရက်ွက်မှာတခိုးထတာကတော့ဆမ်းမနေဘူးနော်အပြင်းလို့လုံးဝဝန်လို့မရတဲ့နေပြည်တော်မှာဒီလိုမျိုးဆက်ပစ္စည်းတွေခိုးတယ်ဆိုတာကတော့အပြင်းလို့ခိုးသလားနင်းတို့တခိုးတွေခိုးသလားဆိုတော့နင်းတို့သိမှာပေါ့နေပြည်တော်ထဲမှာဘယ်သူကများအလကားဝန်လို့ရတယ်လဲနင်းတို့ခွေးတွေနဲ့တက်ဆိုင်တဲ့လူတွေပဲဝန်တာမဟုတ်ဘူးလား နော်အရှက်လေးနည်းနည်းရှိကြအောင်အရှက်မရှိတာတော့ကန်းကုန်တယ်ပြီးလို့ရှိရင်နောက်တစ်ခုကဘာလဲဆိုတော့အခု last show ကို နော်အတိအကျကတော့ဘယ်သူမှထုတ်ပြန်တာမဟုတ်ပေမဲ့အခုအေးဒီတရက်နှစ်ရက်မှာအတော်လေးအာဒီ social media တွေမှာပေါ်နေတဲ့အဥ္စာကဘာလဲဆိုတော့ အခုဒီ MNDAA ဒီကနေမှလရှို့ကို23ရက်နေ့ကနေမှပြည့်ရပိုင်ဆုတ်ပေးရမယ်စစ်ခွေးတွေနေရယူမယ်လို့ပြောတယ်တချို့ကြတော့လည်းဒီ MNDAA နဲ့စစ်ခွေးတွေပေါင်းပြီးမှအုပ်ချုပ်မယ်လို့ပြောတယ်နင်တို့မရှက်ဘူးလားသူတို့တောင်မှအစွမ်းတက်သည့်နဲ့တိုက်ပြီးမှယူခဲ့တာလေအခုနင်တို့ကြတော့ဗာလဲတရုတ်ဘောသွားမှပြီးမှတရုတ်ကိုဖင်ပုတ်ပြီးမှအာငါတို့ဒီလရှို့လိုချင်တယ်လရှို့လရှို့လိုချင်တယ်ငါတို့ကိုကူညီပါလို့တောင်းပြီးမှရခဲ့တယ်ဆိုလို့ရှိရင်နင်တို့မရှက်ဘူးလား နင့်တို့ဘုရားမှာလည်းရှက်မှာလည်းမဟုတ်ပါဘူးဒါပေမဲ့အခုလာရှိုးမှာပဲဖြစ်ဖြစ် မရှိုးတာပဲဖြစ်ဖြစ်မြန်မာနိုင်ငံတနိုင်ငံလုံးထဲမှာနင့်တို့နေမဲ့နေရာလုံးဝမရှိစေရဘူးဆိုတာတော့နင့်တို့မတ်ထားလိုက်ပါဦးနော်ဒါကြောင့်ခွေးချဘူကနေမှမြန်မာနိုင်ငံကိုအုပ်ချုပ်လာတဲ့အခါမှာသူကိုယ်တိုင်လည်းတခိုးခိုးပြီးမှချမ်းသာပြီးသူကိုယ်တိုင်လည်းတခိုးခိုးပြီးမှအဲတာမယာဒီကိုကြွေးမွေးတဲ့အတွက်အကြောင်း သူအုတ်ချုပ်လာတဲ့အချိန်မှာအရင်တော့ရွှေဆိုင်တွေကိုဓမြတိုက်တယ်ဆိုတာမရှိဘူးအခုခွေးအုတ်ချုပ်လာတဲ့အချိန်မှာရွှေဆိုင်တွေကိုဓမြတိုက်တယ်ဖုန်းကောင်းကင်လို့မရဘူးပတ်စံအိတ်ကင်လို့မရဘူးဆွဲကြိုးကြိုးလို့မရဘူးအင်ဂျီကောင်းစားဝတ်ဆင်လို့မရဘူးအားလုံးတခိုးပဲမနေ့ညတော့ကတောင်မှအိမ်တဲ့အိမ်မှာအမှုချမ်းစီလို့တဲ့မန်လေးမှာပြဿနာကြီးပဲเนาะဘယ်နေရာမှာနင့်တို့စိတ်ပိုင်းဆိုင်ရာလုံခြုံရဲ့ခန္ဓာပိုင်းဆိုင်ရာလုံခြုံရဲ့နင့်တို့ဘယ်နေရာမှာပေးတယ်လဲ မရှက်ဘူးလားအခုငလျင်ပြီးပြီအခုမိုးတဲ့မုန်တိုင်းတလောက်ပြန်ထတယ်တလောက်အထိနင်းတို့လောက်အယူဆွဲတဲ့လူတွေနင်းတို့ရက်တရခြေတဲ့အခါမှာနင်းတို့ရဲ့ဘောမှာဖုံးကြီးတည်လဲတကာကြီးခွေးကောင်နေ့ကတော့ဒီရဒူးကိုထပ်ယူလို့ရှိရင်မြန်မာနိုင်ငံမှာဒုက္ခရောက်တဲ့ဆက်လက်ပြေတော့လဲဘေးဆိုင်ကြီးရောက်တော့မဲလို့ဒီဘောမှာကဒုံးတွေကမပြောပြတတ်ဘူးလားမြန်မြန်မထကြ ခွေးထိုင်နေတဲ့ရွေးဘယ်တော့မှနင်းတို့ရဲ့ထိုင်ခုံလည်းမြင်းမှာမဟုတ်ဘူးငွေတို့ပြည်သူလူထုတွေစီးရဲဒုက္ခရောက်နေတယ်လို့နင်းတို့လည်းစီးရဲဒုက္ခရောက်မယ်ငွေတို့ပြည်သူလူထုတွေမအိပ်ရတယ်လို့နင်းတို့လည်းအိပ်ပျော်ခြင်းအိပ်ရမှာမထင်နဲ့နင်းတို့ရဲ့အိမ်ကတော့နန်းတော်လို့ဖြစ်ရင်ဖြစ်မယ်အဲ့ထဲမှာအိပ်ပျော်ခြင်းဆိုတဲ့ ဥစ္စာတွေစားကောင်းခြင်းဆိုတဲ့ဥစ္စာတွေစိတ်ပျော်ခြင်းဆိုတဲ့ဥစ္စာတွေပြည်သူတွေရဲ့ပတ်စံနဲ့ဆောက်ထားတဲ့အဲ့အိမ်ထဲမှာရှိနေမှာမဟုတ်ဘူးဆိုတော့မြဲမြဲမထားပြလို့ရှိရင်မတဲခင်ကလေးကမိသွေးဖြစ်နေတဲ့ဇော်မဲလုံးတွေလည်းတရိထားကြပါအခုငလင်လောက်တဲ့နေရာထဲမှာဥပုထောင်ကအကျဉ်တူ6ဦးစုံပါသွားတယ်ဆိုတဲ့ဥစ္စာသိရတယ်ဒီအသက်ပေးခဲ့ရတဲ့ကျင်းသူတွေကတော့ မမိုးတူစာခိုင်ဒေါ်လဲလဲဆိုဒေါ်ခင်အုံးရွှေမကေကေဝင်းမပပဝင်းမဖူးဝေဝေဒီ6ဦးကတော့ဥပ္ပထောင်မှာရှိနေတဲ့အချိန်မှာငလင်လုတ်တဲ့အတွက်ကြောင့်မို့အသက်ဆုံးပါသွားရတဲ့သူတွေဖြစ်တဲ့ဆိုပြမမြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများကိုရဖွဲ့ကနေမှထုတ်ပြန်ထားတာတွေ့ရတယ်။ဆိုတော့ဒီငလင်တန်ထဲမှာ ဆုံးပါသွားတာအားလုံးအတွက်စိတ်မကောင်းရတယ်လို့ပဲအခုထောင်ထဲမှာရှိနေတဲ့အချိန်မှာဒီလိုပြစ်သွားတဲ့အတွက်ကြောင့်မိသားစုနဲ့ထပ်သူထပ်မြအဝမ်းနေပါတယ်ဆိုတဲ့အကြောင်းလည်းပြောချင်တယ်ဆိုတော့ဒီနေ့စစ်ခွေးတွေကနေမှသူတို့ရဲ့ဂတိတွေကိုဖျက်လိုက်တဲ့အတွက်ကြောင့်အခုနေရတကမှာတိုက်ပွဲတွေထပ်ပြမဖြစ်ပေါ်နိုင်တယ်ပြလို့ရှင်ကြွပီသူတွေကိုဗာဒရိပေးချင်တယ်လေဆိုတော့ ်အခုစစ်ခွေးဘန်ကောက်ကိုသွားတဲ့အခါမှာသူ့ကိုတပိတ်မောက်ခဲ့တာတွေဟိုတယ်ထိလာပြီးမှထိုင်းတက်ကရိုចောင်းသားကနေမှဒီလိုမျိုးတပိတ်လာမောက်တာတွေသူ့အရှက်ကွဲတာတွေအများကြီးရှိပြီးပြီးလို့ရှိရင်ဘန်ကောက်မှာသွားတော့ကလည်းသူ့လာခွင့်ရှိတယ်သူ့ကိုပြောခွင့်မရှိဘူးသူ့ကိုအားလုံးကတော့နှိမ့်ငိမ့်ချင်ယူရတော့မယ်ယူရတော့မယ်ဆိုပြီးမှအားလုံးပြောခဲ့တယ်ဒါကြောင့်သူကတော့နော်မျက်နှာသာမရခဲ့တဲ့အတွက်ကြောင့်ဒီနေ့ကျတော့ပြည်သူတွေကိုနှီးမျိုးစုံနဲ့လော်ဘီဒီလဲလော်ဘီနှီးမျိုးစုံနဲ့လှုပ်လာနိုင်တယ်လို့စစ်ခွေးဘက်ကနေမှလည်း ယ်ပိုးပြီးမှကြမ်းတမ်းတဲ့အရာတွေလှုပ်လာနိုင်တဲ့အတွက်ကြောင့်ကျွန်တော်ပြည်သူတွေအားလုံးသတိနဲ့နေကြပါလို့ကြွတိကနေမှထပ်လောင်းပြီးသတိပေးခြင်းတဲ့အရာဖြစ်တဲ့ပြည်သူတွေအားလုံးကြမ်းမပြေရှိကြပါစေ။